ဒီပိုင်းမှာတော့ခန်းစားချက်ဖြစ်တော့ထားသူတောင်တည်ချင်းရှင်ချင်းတန်တရာကနေယုံထွက်နိုင်မှာမဟုတ်ဘူးဆိုပြီးညံလင်းပွင့်သွားတာနဲ့အနီရောင်လိပ်ပြာရဲ့နယ်ဘယ်ကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ပြီးတဲ့အခါနယ်ဘယ်ကိုပြန်လဲထုတ်သုံးလိုက်ပြီးတည်ချင်းရှင်ချင်းစာလိုက်ထဲကနေနယ်ဘယ်ဆွမ်းအင်ပါတဲ့လက်တဖက်နဲ့တိုက်ခိုက်လိုက်တာကြောင့်အနီရောင်လိပ်ပြာကလည်းကိုပွားနဲ့အတူဓာစီထားလိုက်ပါတယ်။ထိတ်တိုက်တွေ့ဆုံတဲ့အခါခန္ဓာကိုယ်အစ်စ်ကလွင့်ထွက်သွားခဲ့ရသလိုနယ်ဘယ်ကိုပွားကလည်းပေါက်ကွဲပျက်စီးသွားခဲ့ရတာကြောင့်အနီရောင်လိပ်ပြာလည်းသွေးတပွက်အန်ထုတ်ကဒဏ်ရာရရှိသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ဟာတက်ရဲ့မောလိုက်ကတည်ချင်းရှင်ချင်းဆိုတာကခန်းစားချက်မဲ့တင့်တဲ့အပြင်ခန်းစားချက်ဖြစ်တော့ချင်းနဲ့ခန်းစားချက်မဲ့ချင်းဆိုတဲ့ဇာကနှစ်ခုကအတန်ထွက်လေးတာကွာခြားတာမဟုတ်ဘူးဆိုပြီးပြောလာပါတယ်။နေပဲဆိုတာကြင်ကြံသူတွေရဲ့တအိုလန်းစင်ဖြစ်ပြီးဒီတပွဲမှာကျန်းမှုအနိုင်ရသွားတယ်ဆိုပြီးကျူးချွေးစီကပြောတော့အနီရောင်လိပ်ပြလဲနောက်ဆုံးချိန်မှာညံလင်းပွင့်သွားခဲ့တယ်ဆိုပြီးခြံဖုံးကလက်ခံလိုက်ပါတယ်။ လက်ရှိတိုက်ပွဲမှာအနီရောင်လိပ်ပြတာတရေသားပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိသွားမယ်ဆိုရင်တည်ချင်းရှင်ချင်းနဲ့ပဲကိုအလွယ်လေးဖြစ်စည်းနိုင်မှာဖြစ်တယ်လို့အခုချိန်ထိလည်းမရှုံးသေးဘူးဆိုပြီး dressing ၅မျိုးစိတ်ဝိညာဉ်တွေကိုထုတ်သုံးလိုက်ပါတယ်။အရင်တော့က၅ခုအထိရှိပေမဲ့မြေစိတ်ဝိညာဉ်ကိုထန်းနီပတိစေကစုပ်ယူသွားခဲ့ပြီဖြစ်လို့အခုချိန်မှာတော့၄ခုသာကျန်ရှိနေခဲ့ပြီးဝိညာဉ်၄ပါးသက်ဖြတ်ခြင်းအစီရင်ခြင်းလိုက်တာနဲ့ဝလင်းဘက်ကလည်းကောင်းကင်ဘုံသားနဲ့ချင်သားရဲတို့ကိုထုတ်ယူလိုက်ပါတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီးထန်နီပတိစေကိုအစင်းမြင့်တင်ကျင်ပေမဲ့အနီရောင်လိပ်ပြာကရွှေစိတ်ဝိညာဉ်ကိုဖောက်ခွဲပစ်လိုက်ပြီးဝိညာဉ်လေးပါးစလုံးဆွန့်လွတ်ရမယ်ဆိုရင်တောင်ကျန်းသူကိုရအောင်တတ်မယ်ဆိုပြီးကြွေးကြော်လိုက်ပါတယ်။ပြီးတာနဲ့စိတ်ဝိညာဉ်၃ခုစလုံးဝလင်းစီဥတီပေးလိုက်ပြီးဖောက်ခွဲပစ်တော့မယ်အချိန်ဒီတိုက်ခိုက်မှုကိုခုခံကာကွယ်နိုင်မယ်ဆိုရင်တောင်အတော်လေးထိခိုက်သွားမှာဖြစ်လို့ကျူးချွဲလောင်းလျာကသူတေကိုဒေတိုက်ပွဲကိုမြင်တွေ့ခြင်းပါမလားဆိုပြီးလောင်းကြီးထက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်ဝလင်းဘက်ကလည်းကောင်းကင်ဘုံသားထုတ်ယူလိုက်ပြီးတိုက်ခိုက်မှုတစ်ခုတည်းမှသာအလုံးစုံပုံအပ်လိုက်တာကြောင့်ကျန်းနူနင်ငါ့ကိုတည့်ရဲလာဆိုပြီးအနီရောင်လိပ်ပြာကအထိတ်တလန့်မေတော့အားလုံးအတူတူတည်ကြမယ်စမ်းသက်ကြည့်မလားဆိုပြီးခုတ်ပိုင်းပြစ်လိုက်ပါတော့တယ်နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေမှသာအကုန်ပုံအထားရမို့ကြည်နေုံသာတက်နိုင်ကြတဲ့အချိန်ဝလင်းထင်ထားတဲ့အတိုင်းကျူးချွေးလောင်းလျာကဒါစီပေးလိုက်တဲ့နောက်ဒီတိုက်ပွဲကအနိုင်ရှုံဆုံးဖြစ်ပြီးသွားပြီဆိုပြီးကျန်းနူကိုအနိုင်ပေးလိုက်ပါတော့တယ် ဒါအပြင်မသေးမျိုးလန့်စင်ကိုင်းရဲ့ဂိုင်းသားဖြစ်လာတဲ့အတွက်ကျူးချွတိုင်းပြည်ရဲ့တရားဝင်တပည့်ဖြစ်သွားပြီဆိုပြီးဝန်လင်းလိုချင်တဲ့စုတစ်ခုတောင်းခိုင်းလိုက်တဲ့အခါအနီရောင်လေးပြပိုင်ဆိုင်ထားတဲ့တစ်သားစိတ်ဝိညာဉ်ကိုဝန်လင်းဘက်ကတောင်းဆိုလိုက်ပါတယ်။အကောတုံးတော့မယူရဘူးဆိုပြီးတယောက်တဝက်ခွဲပေးလိုက်တဲ့အပြင်အနီရောင်လေးပြအတွက်လည်းပျက်စီးသွားတဲ့ရွှေစိတ်ဝိညာဉ်ကိုအကောင်းတိုင်းပြန်လုပေးလိုက်ကဒီတိုက်ပွဲမှာဆုံးရှုံးမှုကြီးမားသွားကြပြီဆိုပြီးအနားယူခိုင်းလိုက်တဲ့အချိန်ပြောင်းလဲသွားတဲ့ကျူးချွစီမျက်နှာကိုတော့ဘယ်သူမှမမြင်လိုက်ကြရပါဘူး။ အခန်းပြန်ရောက်တဲ့အခါကျူးချွဲလောင်းလျာကဘာတွေစဉ်းစားနေလဲဆိုပြီးဝလင်းတယောက်တင်ကမကင်းဖြစ်နေရတဲ့အချိန်ကျူးချွဲတိုင်းပြည်ရဲ့တားမြင့်နယ်မြေတစ်ခုထဲမှာတော့15ဆက်မြောက်လောင်းလျာပြိုင်ပွဲကတိတ်မကြခင်စတင်တော့မှဖြစ်လို့မြေတစ်ဘက်နှစ်ယောက်ကိုအစင်းတင်းဖြစ်နေပြီလားဆိုပြီးကျူးချွဲစီကမင်းနေပါတယ် ဒီအတွက်တပည့်နှစ်ယောက်စလုံးကပြင်ဆင်မှုကိုစီပြုလုပ်ထားကြပေမဲ့ခြံဖုံးရဲ့လူသားချင်းကြံကြင်မိဖို့တဖြစ်လေဖြောင်းမြောင်ကိုင်းရဲ့တခင်မလေးကြည်ရှင်ကထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့်ခြံဖုံးကတေချာစုံစမ်းခြင်းပေမဲ့ဒီကိစ္စတွေဟာအာနာတက်ချင်းအဆင့်တွေနဲ့တက်ဆိုင်နေတာဖြစ်လို့ကျူးချွဲစီကတားမြစ်ထားပါတယ်လစ်လက်သွားတဲ့နေရာမှာကြည်ရှင်းထက်ပိုကောင်းတဲ့ကြင်ကြံခြင်းလူသားမိဖို့တခုရှာတွေ့ထားပြီးပြီဖြစ်ကြောင် ျန်းနုနဲ့အနီရောင်လိပ်ပြာတို့တိုက်ပွဲပြီးတဲ့အခါနေဘဲရဲအကုန်လုံးအဆင့်တက်သွားခဲ့ကြလို့အနီရောင်လိပ်ပြာရဲ့ဝိညာဉ်ဆွမ်းအားနဲ့နေဘဲကိုသာဝါမျိုးလိုက်နိုင်မယ်ဆိုရင်ခြံဖုံးစီမှာလည်းခံစားချက်မဲ့နေဘဲတစ်ခုရရှိလာမယ်ဆိုပြီးပြောပါတယ် ချက်ဖုံးတာခန်းစားချက်မဲ့နယ်ပယ်ကိုပိုင်ဆိုင်ရရှိခဲ့မယ်ဆိုရင် အာနာတက်ချင်းအဆင့်ကိုချိုးဖြတ်တက်လန့်တဲ့အခါအောင်မြင်နိုင်မှုရာခိုင်နှုန်းပိုများလာမယ်ဆိုပေမဲ့အနီရောင်လိပ်ပြာဟာရွှင်ရွေတိုင်းပြည်ရဲ့ကောင်းကင်သမီးတော်ဖြစ်တာမို့အနှဲငယ်နှမျောမိတယ်ဆိုပြီးပြောတော့ကျူးချွေရဲ့ဆက်ခံသူဟာပြင်ပလူတယောက်မဖြစ်လာသင့်ဘူးဆိုပြီးချက်ဖုံးကပြန်ပြောလိုက်ပါတယ် နောက်ဆုံးမှာတော့ခွင်ပြုချက်ရရှိသွားခဲ့ပြီးမောက်မအထင်သေးစွာလက်ထွက်လာခဲ့တဲ့အချိန်အနီရောင်လိပ်ပြာကကောင်းကင်ဘုံကျောက်စင်းကိုင်းမှာပြန်လည်ကူးတက်နေခဲ့ရပြီးနောက်တစ်ချိန်ကျရင်ကျန်းနူဆိုတဲ့ကောင်ကိုကျင်းတေပေါက်တက်ပြစ်မယ်ဆိုပြီးကျုံးဝါနေခဲ့ပါတယ်။ဒီအချိန်မှာပဲငါမင်းအတွက်ဆန်းသပ်ဖြစ်စီပေးနိုင်တယ်ဆိုပြီးခြံဖုံးတယောက်ရောက်ရှိလာခဲ့တာကြောင့်အနီရောင်လိပ်ပြာကတိုက်ခိုက်လိုက်ပေမဲ့ရှောင်းတင်းကအနားရောက်လာခဲ့ပြီးဖမ်းချုပ်ထားလိုက်တဲ့နောက်ခန်းစားချက်မဲ့နယ်ပယ်နဲ့ကနက်ဦးစိတ်ဝိညာဉ်လေးပါးကိုအတင်းကျပ်ထုတ်ယူပါတော့တယ်။ အနီရောက်လိပ်ပြာရဲ့ဘဝမှာကျင်းတိကပ်ဘေးဆိုးကြီးတစ်ခုကြုံတွေ့လာရနိုင်တယ်ဆိုပြီးဆရာဖြစ်သူကအသက်ကိုစည်းခံပြီးတွက်ချက်သွားခဲ့တာကြောင့်ယနေ့အချိန်ထိတိုင်အောင်ဝလင်းဆိုးတဲ့သူဟာသူ့လမ်းမှာပိတ်ဆိုးနေတဲ့ကပ်ဘေးတစ်ခုဖြစ်မှတ်ယူထားခဲ့ပါတယ်။သို့တော်လည်းအခုချိန်ကြမှာကပ်ဘေးဆိုးကြီးဟာခြံဖုံးကိုညှိနှုံးခဲ့မှနားလဲသွားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ရပါပြီ။ ရှုမေရောက်လာတဲ့အခါအနီရောင်လိပ်ပြာဟာကြွယ်ကျင်ဆိုးတဲ့လူသားမိဖို့ဖြစ်ကိုရောက်ရှိနေခဲ့ပြီးချန်ဖုံးကလည်းကြင့်ကြံမှုအများကြီးတိုးတက်သွားလို့ဂုံပြူစကားပြောလိုက်ပြီးသူမလည်းဘယ်တော့မှမဆရာတူကိုလိုဖြစ်လာမလဲဆိုပြီးရေရွတ်လိုက်ပါတယ်။ချန်ဖုံးကအပြင်ဘက်မှာတော့ဖြည်းဖြည်းချင်းဖြစ်လာမှာမို့စက်ကြိုးစားနေဖို့ပြောလိုက်ပေမဲ့တကယ်စိတ်ထဲမှာတော့ကြွယ်ကျင်ဟာတတိယမြောက်လူသားမိဖို့ဖြစ်ပြီးဆရာတူညီမလေးရှုမေကလည်းလေးယောက်မြောက်ဖြစ်လာရမယ်ဆိုကနောက်ဆက်ခံမဲ့ကျူးချွဲလောင်းလျာဖြစ်လာဖို့အကြံစီထုတ်နေပါတော့တယ်။ ချန်ဖုန်းရဲ့မကောင်းကျက်မှုတွေကိုရှုမိလေသိရှိနေခဲ့ပြီးလူတယောက်ထဲကသာဆက်ခံသူဖြစ်လာနိုင်တာမို့အားနေသူဟာတားကောင်ဖြစ်သွားပြီးအာကြီးသူရဲ့အစာဖြစ်လာမှာပါရှုမိကိုယ်တိုင်လည်းပုံရိပ်ရောင်တထောင်ခန်းစားချက်မဲ့လမ်းစဉ်ကိုကြင့်ကြံအားထုတ်နေတာဖြစ်ပြီးကိုပွားများစွာဖန်တီးပြီးတော့တိုင်းပြည်အသည့်အသည့်နေရာအနက်မှာကောင်းကင်လမ်းစဉ်ကိုလိုက်လံရှာဖွေနေခဲ့တာဖြစ်လို့ဝန်လင်းတို့ဟန်ရွက်ကိုင်းထိရှုမိရဲ့ကိုပွားကရောက်လာခဲ့ဘူးတာဖြစ်ပါတယ် အဲ့ဒီအချိန်တည်းကရှိုမေရဲ့ကြင်ကြံစိတ်မြင့်တက်လာဖို့အတွက်ကျူးချွဲလောင်းလျာကဝလင်းကိုရွေးချယ်ခဲ့တာဖြစ်လို့ကျန်းနူရဲ့တယုံမှန်ကိုသိရှိထားပြီးသားဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ရှိုမေရဲ့ပုံရိပ်တထောင်ခန်းစားချက်မဲ့လမ်းစဉ်ကနောက်ဆုံးပုံရိပ်တစ်ခုသာဖန်တီးဖို့ကြံတော့တာဖြစ်ပြီးဒီလိုအောင်မြင်ဖို့အတွက်အချီယူကြောက်ရီကိုရွေးချယ်ထားခဲ့တာဖြစ်ပေမဲ့ကောင်းကင်ဘုံနယ်မြေထဲမှာပျောက်ကွယ်သွားခဲ့လို့ဝလင်းဘက်ကိုမြအူးလှဲ့လိုက်ပါတော့တယ်။ ဒါကြောင့်ဝလင်းဟာရှုမေရဲ့ကြင့်ကြံခြင်းလူသားမျိုးဖို့ဖြစ်လာပြီးတည်ခြင်းရှင်ခြင်းနဲ့ပဲကဝါမျိုးခံလိုက်ရမှာဖြစ်တဲ့အပြင်ရှုမေကလည်းပုံရိပ်တစ်ထောင်ကျင့်စဉ်ရဲ့နောက်ဆုံးပုံရိပ်ကိုလည်းဖန်တီးသွားနိုင်မှာပါလူသားမျိုးဖို့ပျက်စီးသွားတဲ့အခါကျရင်ရှုမေရဲ့ကြင့်ကြံခြင်းကလည်းအလွန်တရာအစွမ်းထက်သွားမှာဖြစ်တယ်လို့ချန်ဖုံးထက်ကိုအများကြီးတာလွန်သွားမှာဆိုပြီးကျူးချွဲလောင်းလျာကတော့ရှုမေကိုလည်းမျောလင့်ချက်ထားတယ်ဆိုပြီးထုံးစံအတိုင်းပြောနေပါတယ် လက်ရှိအချိန်မှာဝန်လင်းရဲ့နယ်ဘက်ကအဆင့်တက်ဖို့လိုအပ်နေသေးတာကြောင့်အချိန်တစ်ခုရောက်တဲ့အထိရှုမေကစောင့်ကြည့်နေရမှာဖြစ်လို့မတေမျိုးလန်းစင်ကိုင်းကိုရောက်လာခဲ့ပြီးဝန်လင်းခန္ဓာကိုယ်ထဲမှာအစိတ်ပိုးကောင်ထဲဖို့စ조사လိုက်ပါတော့တယ်။ခန်းမတစ်ခုအတွင်းမှာတော့ဝိဇာနဲ့တွေရဲ့အကျဉ်းကျန်တွေဖြစ်ကြတဲ့ဒေတာခန့်လူရိုင်းမျိုးနွယ်တွေကဒီရဲ့ပိုင်းမြေပေါ်တက်လာကြပြီးလှုပ်ရှားမှုတွေပြုလုပ်လာကြလို့တကားပိတ်ကျင့်ကြံကြရမယ်ဆိုကအကြီးအကဲတွေကိုအဆင့်တင်ပြင်ကိုင်းထားပါတယ်။ဒါအပြင်ဆက်လေးဆက်မြောက်ကျူးချွဲလောင်းလျပွဲကို ူနဲ့အတူရှင်ပြိုင်ခဲ့တဲ့ယွင်ချွဲစီဆိုတဲ့လူကလည်းစက္ကန့်သူပြိုင်ပွဲမှာရှုံးနိမ့်သွားခဲ့တဲ့နောက်ကုန်းမြေကြီးပေါ်မှာလှဲပက်ကျင်လည်နေပေမဲ့တကယ်တမ်းမှာကအစီစဉ်ဆွဲနေတာဆိုပြီးပြောပါတယ်။ချန်ဖုန်းရဲ့လူသားမိဖို့ချစ်ရှင်ကိုလှုပ်ပေးလိုက်တဲ့အပြင်သူ့လက်အောက်မှာတိမ်သွင်းလိုက်ခြင်းကရန်လာစနေတာဖြစ်လို့ယွင်ချွဲစီရွေးချယ်ထားတဲ့လူလေးယောက်စလုံးကိုတယောက်မှအလို့မပေးနိုင်ဘူးဆိုပြီးကြုံဝါလိုက်ပါတော့တယ်။ ယင်ချွေးစီဆိုတာကတော့တခြားသူမဟုတ်ပဲဝလင်းကိုခမောက်ပေးလိုက်ပြီးနေပဲဖန်တီးနိုင်အောင်ကူညီပေးလိုက်သူဖြစ်တဲ့အပြင်ကျူးချွေးလောင်းလျာနဲ့လည်းဆရာတူညီအကိုတွေဖြစ်ကြပါတယ်။သူကိုယ်တိုင်က၁၄ဆက်မြောက်ဆက်ခံသူပြိုင်ပွဲမှာရှုံးနိမ့်ခဲ့ရတဲ့ဆိုပေမဲ့၁၅ဆက်မြောက်မှာတော့ဆရာတူကိုရွေးချယ်ထားတဲ့တပည့်ကအနိုင်ရရှိသွားမလားဒါမှမဟုတ်သူရွေးချယ်ထားသူကတပန်းပို့တာသွားမလားဆိုပြီးအဖိုးကြီးဝင်တယောက်ရေရွတ်နေခဲ့ပါတော့တယ်။ရှုမီတယောက်မသေးမျိုးလန့်စင်ကိုင်းကိုရောက်တဲ့အခါဝလင်းကိုမတွေ့ရတော့တာကြောင့် ဂိုင်းစီရင်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါနေရာတစ်ခုကနေဖောက်ထွက်သွားမှန်းသိလိုက်ရပါတော့တယ်။ထွက်ပြေးနေတဲ့ဝက်လင်းကလည်းကျူးချွဲလောင်းလျာကကာကွယ်ပေးထားမယ်ဆိုပေမဲ့အနီရောင်လိပ်ပြအသက်ရှင်နေသေးတယ်လို့မသိမျိုးလန့်စင်ကိုင်းရဲ့ဂိုင်းချုပ်သဘောထားကလည်းတရားမသိရသေးတဲ့အတွက်အစိုးရင်လွန်ပြီးလစ်ထွက်လာခဲ့တာပါ။တရားရီပြမကောင်းသေးလို့ဂူအောင်ကျင့်ကြံကစိတ်ဝိညာဉ်အဖြစ်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ထိကိုအရင်ရောက်ရှိအောင်စူးစမ်းရမယ်ဆိုပြီးကြောက်တိုင်းပြည်ပြန်ဖို့တီးနေရာကူးပြောင်းလိုက်တဲ့အချိန်အနီရောင်လိပ်ပြရဲ့ဆရာတူကိုကလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါကြောင့်အသက်ဆုံးရမယ်ဆိုရင်တောင်သူ့အတွက်ထိုက်တန်တယ်ဆိုပြီးတီနီယာကူးပြောင်းကနေအစီရင်တစ်ခုနဲ့ကြားဖြတ်နောက်ရှက်လိုက်တာကြောင့်ကာယကံရှင်ဖြစ်သူလည်းဒဏ်ရာအကြီးအကျယ်ရရှိသွားခဲ့ပြီးဝက်လင်းကလည်းတွားကျင်တဲ့နေရာမရောက်ပဲကျူးချွေးကုန်းမြကြီးရဲ့မြောက်ဖက်ဆွန်ပိုင်းကိုကြားရောက်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲမိတ်ဆွေလေးကျန်းတို့မင်းရောက်လာပြီလားဆိုပြီးတရေသားပြောင်းလဲခြင်းအဆင့်ဖြစ်တဲ့ရွှွန်ရွယ်တိုင်းပြည်ရဲ့ဂိုင်းချုပ်လီယွန်ဖုန်းကအခါရီတောင်ရင်စောင့်နေပါတယ်။ ရွှေရွေတိုင်းပြည်ကိုအစင်ငါတိုင်းပြည်ဖြစ်အောင်အကြီးကဲခုနှစ်ယောက်ကအနီရောင်လိပ်ပြာနဲ့အတူကျူးချွေတိုင်းပြည်ကိုသွားခဲ့ကြပေမဲ့တဘာဝလွန်ဆွမ်းအားတွေကြောင့်လီယွန်ဖုန်းနဲ့အနီရောင်လိပ်ပြာတို့သာလွတ်မြောက်လာခဲ့ကြပြီးအဲ့ဒီနောက်မှာတော့တရေသားပြောင်းလဲခြင်းအဆင့်ကိုအခွင့်ကြုံပြီးရောက်ရှိသွားနိုင်ခဲ့ပါတယ်။ဒီလိုအသက်ရှင်ခဲ့ပြီးကြင်ကြံစင်မြင်တက်ခဲ့တာကအနီရောင်လိပ်ပြာရဲ့ဂျေဇူးကြောင့်ဖြစ်လို့ဂျေဇူးရှင်ကိုလက်တစ်ဖက်ဖြတ်ခဲ့တဲ့အတွက်အခုချိန်မှာတော့အသက်နဲ့ပြန်ပေးဆက်ခိုင်းလာပါပြီ။ မူလစိတ်ဝိညာဉ်တန်ရာရနေတဲ့အချိန်တတိသားပြောင်းလဲခြင်းအဆင့်နဲ့ရင်ဆိုင်တိုက်ခိုက်တာမျိုးကကိုယ်တည်တွင်ကိုတူးတလို့ဖြစ်လို့လေဟာနဲ့အကွဲချောင်းတွေကထွက်ပြေးမလို့လှုပ်လိုက်ပေမဲ့အကွဲချောင်းကသူ့အလိုလိုပြန်ပိတ်သွားခဲ့ပါတယ်။ဒါအပြင်ကျေတန်လိုက်အိမ်မြောင်တဲ့လက်တပြည့်ရွေလျာချင်းတို့ကလည်းလုံးဝအသုံးပြုလို့မရတော့တာကြောင့်ဒီနေရာတစ်ခုလုံးကိုမိစ္ဆာပိတ်လောင်လောကငယ်အစည်းရင်တစ်ခုနဲ့အစောကြီးတဲ့ကထောင်ချောက်ဆင်ထားမှန်းတိလိုက်ရပါတော့တယ်။ ြစ်တနာအကြီးကြီးတက်ပြီးမို့ဒီနေရာကနေအမြန်ထွက်ပြေးလိုက်ပြီးအကြီးကဲဆုံးထိုက်စီကိုအခုချက်ချင်းလာဖို့အမိန်ပေးလိုက်တဲ့အချိန်နောက်ထပ်လူနှစ်ယောက်ကအရှိကနေပိတ်ရထားလိုက်တာကြောင့်ဒီနေ့ဒီနေရာမှာကျန်းသူတေးရမယ်ဆိုပြီးလီယွန်ဖုန်းကကြွေးကြော်လိုက်ပါတော့တယ်